ောက်ဆုံးဖြစ်တာလိုက်တာပွဲမှာလည်းအမောင်လေးကဟိုလာပေးဖို့ဖိတ်ထားတာပေါ့နော်အမကမောင်လေးမွေးနေ့ပေါ့နော်လာဖို့ဆိုတော့အမလိုက်တာပွဲမှာဖြစ်ချင်တော့အမကဟိုလက်မောင်းဟိုဖြစ်နေအခုချိန်ကြီးမတက်တာလေးညဘက်လည်းဖြစ်တယ်နောက်တော့မိုးကလည်းရွာနေရချိန်တော့ကားမောင်းလို့အဆင်မပြေရချိန်တော့အဲ့ပွဲကိုမသွားပြစ်လိုက်ရအောင်မသွားပြစ်လိုက်ရချိန်တော့ဒီရွှေပြည်တာပွဲကြတော့ကိုတောင်းဝေနဲ့ကိုတောင်းဝေလည်းလာပြောတာညီမလေးအခုလည်းမွေးနေ့မသွားလိုက်ရအောင်သွားကြမယ်ဆိုပြီးတော့မှအဲ့နဲ့သွားပြေးလိုက်တာ မာဒါပြောမယ်ဆိုရင်အဲ့တချင်းကိုဒီမြန်မာပြည်ပေါ့နော်မြန်မာပြည်လို့ပဲပြောမယ်မြန်မာပြည်မှာစတိတ်စင်မှာဆိုတာအဲ့နေ့ကပထမဆုံးပဲအဲ့တချင်းလေးကိုဆိုတာပေါ့နော်ဒီမြန်မာပြည်မှာကျတော့ဒီစတိတ်စင်ကမောင်လေးရဲ့ပွဲမှာပထမဆုံးစိတ်စင်ပေါ်မှာတက်ပြီးတော့မှဆိုတာပေါ့နော်အဲ့လိုပထမဆုံးဆိုရတဲ့အချိန်ကျတော့အနောက်ကလည်း project တာကြီးကျတော့နည်းနည်းစိတ်စိတ်တော့လှုပ်ရှားတာပေါ့နော်အဲ့လိုမျိုးတော့ရှိရဲပထမဆုံးစတိတ်စင်ပြန်တက်ရတာပေါ့နော်မတက်တာလည်းကြာပြီ哦ဒီ Z စတိတ်စင်တော့အရင်တော့ကျတော့ ဇက်ပွဲပြီးမှဆိုခဲ့ပေမဲ့လည်းကိုဆိုပြီးရတယ်ပြန်ကိုဆိုပြီးရတယ်ပြန်ဆိုတော့ဒါကကျတော့ဖြစ်ချင်တော့ကိုနဲ့လည်းမောင်နှမတွေလိုခင်နေရဲ့မောင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးမောင်လေးနဲ့လည်းတချင်းရိုက်ထားတယ်ဆိုတော့ဒါပြန်ပြီးတော့မှပထမဆုံးဆိုရတဲ့အချိန်ကနည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့ဟုတ် ်းသားပါတယ်ဘာဖြစ်ဖြစ်မောင်လေးကကိုယ်မောင်လေးအရင်လို့ဖြစ်နေပါတော့မောင်လေးအရင်လို့ဖြစ်နေတဲ့ချိန်ကျတော့သူအောင်မြင်မှုကိုအတွက်ပီတိလည်းဖြစ်တယ်ဝမ်းလည်းသာပါတယ်ဟုတ် ကြောင်ရည်တက်လာတာတွေ့တယ်နောက်တော့ဒီမှာရှားတို့ပေါ့နော်မောင်နှမတွေအကုန်လုံးဒါနုပညာမောင်နှမတွေဒါအကိုခန့်စီသူဆိုလို့ရှိရင်လည်းဒါကိုကလေးဘွားတွေရောပေါ့နော်အကိုကတင်ပြပြပြပေးတယ်ရိုက်ခွေမှာဆိုရင်မျက်ချက်ချန်တယ်မှာတော့မမတို့ပေါ့နော်အဲ့တုန်းကအကိုကလည်းသဘောကောင်းတယ်ဒါအကိုကိုယ်တိုင်လည်းဖိတ်တယ်ပေါ့နော်အဲအကြောင်းလို့ညီမလေးရှားရဲ့ပြီးတော့သူတာတို့ဟင်းရတူတို့ပေါ့နော်အကုန်လုံးဒါမောင်နှမတွေဖြစ်နေအောင်အကုန်လုံးကအဲ့တုန်းကနားကြီးမှာတက်ရောက်ပြီးတော့အားပေးတာပါရှင် is the backup ဒါတော့ကြာပြီကလေးကအာအကူကရိုက်ကွမှာဆိုလို့ရှင်အာအကူကအကုန်လုံးလေတေးဥဆောင်အကုန်လုံးကိုသူကတင်ပေးတာ အခုကိုလေးစားရတဲ့အကူထဲမှာပါတာဗောနော်အကူကတရုတ်ဆောင်တွေအကုန်လုံးကိုရိုက်ကွင်းရောက်ပြီဆိုလို့ရှင်သူကအဲ့လိုမျိုး monitor ကြီးကြည့်ပြီးတော့မှသူကအဲ့လိုနေမင်းသားလောက်ပြင်မဲ့လဲသူကဝင်ဝင်တင်ပေးတယ်အကူကဘယ်လိုလေးလောက်ရမလဲဒီလိုလေးအိုင်တင်လေးလောက်ရမလဲညီမလေးဒီလိုဆိုပြီးတော့မှအဲ့လိုမျိုးလေးဗောဘယ်နေရာမှာလိုအပ်လဲလိုအပ်တဲ့ဟာလေးတွေဗောနော်ပြောပြပေးတယ်အဲ့လိုမျိုးလေးတွေဟုတ်အဲ့ဒါဆိုလို့ရှင်အမ16 18ပဲရှိတယ်ဟုတ်ဟုတ်ကြည့်ပြီလေအခုလူကြီးဖြစ်သွားပြီလေအများကြီးပါပဲအကူနဲ့အများကြီးပဲရိုက်ထားဘူးတယ် ဟုတ်ကလေးဘွားအများကြီးပြောက်ထားပြီးတဲ့ချိန်ကျတော့အများကြီးအမှတ်တရတွေရှိရဲ့အဲ့ဒါတော့မို့ဒီမျက်ချက် channel မှာဆိုရင်အရန်လဲဆော့တော့မှရှူတရောက်ပြီဆိုရင်ဆော့တယ်မခိုင်တော့နဲ့လေမခိုင်တင်းကြီးတော့နဲ့လေဒိုးဆက်တွေဆော့ရတယ်အန်ဒီခင်မမကြီးတော့နဲ့အာအရန်ပြုတ်ဖို့ကောင်းတယ်ဝိုင်းစုတော့အဲ့တော့ဝိုင်းစုခိုင်တင်းတော့ဝိုင်းစုနဲ့ဆိုရင်ရွယ်တူတော့ပေါ့ညီမတော့ဖြစ်ကုန်ပြီတော့ကောင်းတယ်ဟုတ်မိမိကကြတော့ရိုက်နေတယ် ောက်မတွေ့ရကြပြီဆိုတော့ဖီးရတိုင်းတိုက်နေဟုတ်အဲကျမကြီးကောင်းပါတယ်ကောင်းလားဆိုတော့နည်းနည်းပင်မနာလေးတစ်ခုပဲပေါ့နော်အဲ့လိုမျိုးဆေးရီပါးတောက်ရတယ်အဲ့လိုလိုရရှိတယ်ပေါ့နော်အားစေးလေးတောက်ရတယ်သူကလည်းနည်းနည်းပေးတယ်လေးတည့်ရတိုင်းအဲ့လိုမျိုးလေးဆိုတော့ဟုတ်အခုလောလောဆယ်တော့သူဇလန်တွဲဝင်နေပါတယ်ဟုတ်မရှိအောင်တော့အခုဆိုင်ဆိုင်နဲ့လုံးပန်းနေရတယ်ဆိုင်နဲ့လုံးပန်းနေရတယ်ဒီရိုက်ကူးရေးလေးတွေကတော့လောလောဆယ်ပေါ့နော်ဟောမရှိသေးဘူး ဟုတ်ပြောရတာလေးတော့ရှိတယ်ဒါပေမဲ့လာရွှေ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 ွာနောက်ကိုရွှေရွှေနဲ့ဟုတ်အမကတော့ခုစလုံးလုတ်ချင်တာမရဘူးလောပါလေလောပါလေလောပါဟုတ်ပါဘာလုပ်လဲဆိုတော့ဒါစီးပွားရေးလုပ်တယ်ဆိုတော့ကိုကအသက်တရွယ်တခုရောက်လာပြီဒီအနုပညာအလုပ်နဲ့ပဲရက်တည်လို့မရဘူးလေအဲ့တော့ဒီစီးပွားရေးလိုပဲဝါဒနာပါတယ်စီးပွားရေးလည်းလုပ်တယ်ဒီအလားပြန်ဆိုင်ဆိုတော့လည်းကိုဝါဒနာပါတဲ့အလုပ်ပဲလေဒါလည်းမြို့တော်စီးပွားရေးလည်းလုပ်ချင်တယ်ဒါပတ်စံဝင်တယ်လုပ်လို့ဒီအနုပညာကကြတော့ကိုကပြောမယ်ဆိုလို့ရှိရင်များတော့အဖြစ်ရပေးဆက်ရတာများတယ်အမဘွားတစ်ယောက်လုံးဒါအနုပညာနဲ့အမငငယ်လေးတရားဆိုလို့ရှိရင် တိတ်ပြီးတော့မှဟိုအများကြီးရတာဆိုမှရှိဘူးကွာအရင်စုမိစောင်းမိတာတော့မရှိဘူးဒါနဲ့တော့ရက်တည်ခဲ့တာပဲအမှုပညာနဲ့ရက်တည်ခဲ့ပေမဲ့ဒါပေမဲ့ဒီအကြီးကိုမဆုံးလွတ်နိုင်ဘူးအဲ့လိုဆိုအရွယ်တစ်ခုရောက်လာပြီဆိုတော့ဘာဖြစ်ဖြစ်အမှုပညာလည်းလုပ်ရင်းနေပါတော့ဒီကွာစီးပွားလည်းလုပ်ရင်းအဲ့လိုမျိုးနောက်ခုစလုံးကတော့ပြန်ယူလုပ်တာ ောဆိုဖြစ်တာလိုက်တာပွဲမှာလည်းမောင်လေးကဟိုလာပြီးဖို့ဖိတ်ထားတာပေါ့နော်အမကမောင်လေးမွေးနေ့ပေါ့နော်လာဖို့ဆိုအမလိုက်တာပွဲမှာဖြစ်ချင်တော့အမကဟိုလက်မောင်းဟိုဖြစ်နေအခုအချိန်ကြီးမတက်တာလေးလက်မောင်းဒီဘက်အယုတ်ရောက်လာတာပါလားမသိဘူးအဲ့လိုဖြစ်နေအချိန်ကျတော့ညဘက်လည်းဖြစ်တယ်နောက်တော့မိုးကလည်းရွာနေတဲ့အချိန်ကျတော့ကောင်းမောင်းလို့အဆင်မပြေတဲ့အချိန်ကျတော့အဲ့ပွဲကိုမသွားပြစ်လိုက်ရအောင်မသွားပြစ်လိုက်ရတဲ့အချိန်ကျတော့ဒီရွှေပြည်တာပွဲကျတော့ကိုတောင်းဝေနဲ့ကိုတောင်းဝေလည်းလာပြောတာညီမလေးအခုလည်းမွေးနေ့မသွားလိုက်ရအောင်သွားကြမယ်ဆိုပြီးတော့မှအဲ့ဒါနဲ့သွားပြစ်လိုက်တာ မာဒါပြောမှာဆိုရင်အဲ့တချင်းကိုဒီမြန်မာပြည်ပေါ့နော်မြန်မာပြည်လို့ပဲပြောမယ်မြန်မာပြည်မှာစသိစင်မှာဆိုတာအဲ့နေ့ကပထမဆုံးပဲအဲ့တချင်းလေးကိုဆိုတာပေါ့နော်ဟိုဘန်ကောက်မှာတော့အမ်ပလက်မှာတော့ဆိုခဲ့တယ်အဲဒါကတော့ဟိုကတော့မိမိတို့အတွေ့အကြုံပေါ့ မိမိတို့အတွက်အတွက်ဒါဘောနော်ကိုယ် surprise အနေနဲ့အမှဆူဝေးခဲ့တာဘောနော်ဒီမြန်မာပြည်မှာကျတော့ဒီစိတ်စင်ကမောင်လေးရဲ့ပွဲမှာပထမဆုံးစိတ်စင်ပေါ်မှာတက်ပြီးတော့မှဆူတာဘောနော်အဲ့လိုပထမဆုံးဆူရတဲ့အချိန်တော့အနောက်ကလည်း project တိုင်းကျတော့နည်းနည်းစိတ်စိတ်တော့လှုပ်ရှားတာဘောနော်အဲ့လိုမျိုးတော့ရှိရဲပထမဆုံးစိတ်စင်ပြန်တက်ရတာဘောနော်မတက်တာလည်းကြာပြီ哦ဒီ zest စိတ်စင်တော့အရင်တော့ကျတော့ဆက်ပွဲပြီးမှဆူခဲ့ပေမဲ့လည်းကိုဆူပြီးရတယ်ပြန်ကိုဆူပြီးရတယ်ပြန်ဆိုတော့ဒါကကျတော့ဖြစ်ချင်တော့ကိုနဲ့လည်းမောင်နှမတွေလို့ခင်နေရဲမောင်လေးနဲ့ဘောနော်အဲ့လိုမျိုးလေးမောင်လေးနဲ့လည်းတချင်းရိုက်ထားတယ်ဆိုတော့ ါပြန်ပြီးတော့မှပထမဆုံးဆူရတဲ့အချိန်ကနည်းနည်းတော့စိတ်လုံရှားတော့ဟုတ်ဝမ်းသာပါတယ်ဘာဖြစ်ဖြစ်မောင်လေးကကိုယ်မောင်လေးအရင်လို့ဖြစ်နေပါတော့မောင်လေးအရင်လို့ဖြစ်နေတဲ့အချိန်ကျတော့သူအောင်မြင်မှုကိုအတွက်ပီတိလည်းဖြစ်တယ်ဝမ်းလည်းသာပါတယ်ဟုတ်အော် မောင်လေးနဲ့ကပြောမယ်ဆိုလို့ရှိရင်အမကခွာလောက်ရှိပြီအသက်73နှစ်တောင်အမကဇက်တပင်အရန်ရှိတာ အဲ့လိုအမအရန်ငငယ်လေးတရားပေါ့နော်စက်ဖက်တပင်းနဲ့ပတ်သက်ပြီးတော့မှအမတရားတွေလည်းအများကြီးရှိရဲအမတို့ကကြောက်တော့ဒီအမှုပညာကိုစပြီးတော့မှအမှုပညာဓမ္မကြီးနဲ့သိရတာဒီအမတို့နေလာတဲ့အချိန်မှာဒီဇက်တပင်းကချင်ပြည်နယ်ပမော်လေးအဲ့လိုမျိုးဆိုအမတို့မြို့ကတအားအားပေးတာဇက်တပင်းလာလို့ရှင့်အားပေးတဲ့ချိန်ကျတော့ ဟိုမိဘတွေကလည်းပွဲလာပြီးဆိုတော့လည်းသွားတယ်အဲ့တော့အမတို့ခေတုန်းကဆိုလို့ရှိရင်ဟိုပါပေါ့အမ်မန္တလေးသိန်းစောတို့အမတို့ကလေးပူလေးတွေရှိပူစီတောက်တောက်လေးအဲ့လိုတိတက်ဆာအွယ်လေးပေါ့နော်အဲ့တော့မန္တလေးသိန်းစောတို့လာတယ်ပြီးတခါတော့ကြာအမနနဲ့အွယ်ရောက်လာတဲ့အချိန်မှာဟိုပါပေါ့ဟိုဝင်းနောင်လို့လားအာပေါ့နော်ကိုဝင်းနောင်တို့အဲအဲ့ခစ်တွေပေါ့နော်အဲ့လိုမျိုးခစ်တွေချင်းတို့အဲ့မှာဆိုတော့အရန်ကြည့်ခဲ့တာ ပွဲရန်ကြီးခဲ့တယ်ဒီအမကဒီအိုးရန်ဆယ်ရန်လောက်မှာမှစပြီးတော့မှဒီစာဘက်ကိုလောက်ရတဲ့အချိန်ကျတော့တော့တော့ရန်ကုန်ပြောင်းလာတဲ့အချိန်ကျတော့မကြည့်ဖြစ်တော့အမအသက်73နှစ်တမီခေရဒီဇက်တပင်ကိုအရန်ကြည့်လို့တော့အမေတို့တောင်ဆလန်သားတာပွဲ6ညစလုံးလုံးကြည့်တာပွဲ6ညစလုံးလုံးကြည့်ရမအိတ်မနေဘူးနော်တညလုံးထိုင်ကြည့်တာဇက်သိသိရင်ခုံပေါ်မှာထိုင်ကြည့်တယ်ထိုင်ကြည့်ပြီးတော့မှ6ညစလုံးမပြတ်ဘူးကြည့်တဲ့အချိန်ကျတော့အမေတို့ဆိုလို့ရှိရင်ဆလန်သားတယ်နင်ကိုဆလန်သားဝိုင်းတိလာတယ်အဲ့လောက်ထိအမေတငယ်ချင်းတွေဆိုလို့အခုချိန်ကြီးပြောတော့ဇက်တပင်ကိုအဲ့လောက်ထိဘောနော်ကိုက အားပေးတာပေါ့နော်အဲ့လိုမျိုးအားပေးခဲ့တာအားပေးခဲ့တဲ့အချိန်ကတော့အဲ့ကနေအသက်73နဲ့အဲ6ညကြည့်ပြီးတဲ့ကနေယနေ့ချိန်ထိမကြည့်တော့တာဒီမောင်လေးရဲ့တောင်းကလာပွဲကိုမောင်လေးစကားတဲ့ပွဲကိုစကြည့်တာကြည့်တဲ့အချိန်ကတော့အဲ့မှာစခင်တာပဲပေါ့နော်ဟိုခင်တဲ့အချိန်ကတော့တချင်းရိုက်ဖို့လည်းရှိတဲ့အချိန်ကတော့မောင်လေးရိုက်ပေးမလားဆိုတော့အဲ့နဲ့ရိုက်ပေးမယ်မားတယ်ဆိုတော့သူပြောလာတာပြောလာတဲ့အချိန်ကဂျားထဲမှာလည်းလေဝေးပွဲအောင်မြင်တော့ဟဲ့ဒီရိုက်ပေးပါမလားငါ့ကိုဆိုတော့လေရိုက်ပေးမယ်လေအမပြောလာတာပဲရိုက်ပေးမှာဗောတယ်ဆိုတော့အေးဟုတ်ပြီရိုက်ကြမယ်ဆိုတော့ရိုက်ပြတ်သွားတာဟုတ်ဒါပြောပါတော့သူတသက်ပဲလေ သူ့ကိုပြောတယ်သူ့ကိုခဏနဆာနေသက်သက်ပဲလို့နေဒါအနစ်အစိတ်ရှိဘူးလေကျွန်တော်ပြောပါဆိုလို့ရှင်ဒါအသက်33နှစ်တမီးတရားနဲ့မကြည့်တာဆိုတော့ဒါနစ်အစိတ်နစ်အစိတ်မှာသူ့ရဲ့ပထမဆုံးဇက်တပင်ကိုပထမဆုံးကြည့်ဘူးလားအဲပထမဆုံးကြည့်ဘူးလဲဆိုတော့အေးကောအဲအဲပထမဆုံးပါပဲတော်တယ်ကောင်းလေးတော်တယ်ဘာလို့လဲဆိုတော့အရင်အဲပထမဆုံးကြည့်ရပွဲမှာပဲသူအော်တ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 ာပဲလို့သူကြိုးစားတယ်ပထမဆုံးကြည့်ရပဲလေအမတို့ကြည့်တယ်ပွဲမှာအော်တော်တော်ကြိုးစားတာပဲဆိုတော့ဒီမှာအော်ဒါဘာဖြစ်ဖြစ်ဇက်တပင်လောကပြန်ပြီးတော့မှာပေါ့နော်ပြန် ဒါပေါက်လာတဲ့အတွက်ပေါ့နော်ဝမ်းတာတယ်အမကဂျားထဲမှာတခါမှလေးဘယ်ဇက်တပင်နေနာမည်ကြီးတခါမှလေးမကြည့်ဘူးမကြည့်ဖြစ်တော့တာပေါ့နော်ဘာလို့မကြည့်ဖြစ်တာလဲဆိုတဲ့အကြောင်းရင်းအကြောင်းအမဒီဘက်မှာဟိုဒီဗီဒီယိုလောကရဲ့ဒီဈေးဘွက်တော်လောကရဲ့ရောက်သွားတဲ့အချိန်ကဒီဇက်နဲ့ဝေးသွားတာဒီဇက်တပင်လောကနဲ့ပေါ့နော်ဒါပေမဲ့တခုရှိတာအမဇက်ပွဲဒီမှာတချင်းသွတ်ဆို့ရလို့ရှိရင်ဆိုပြီးရင်ပြန်ဆိုပြီးရင်ပြန်အဲ့လိုမျိုးပဲအမတို့ကြတော့တေးဥဆောင်အနေနဲ့သွတ်ဆို့ပြီးရတာလေဆိုပြီးသွားလို့ရှိရင်တချင်းဆိုပြီးရတဲ့စိတ်စင်မောအဲ့နဲ့စေးမီဆိုတဲ့ကားပေါ်တက်ပြန် အဲ့လိုမျိုးနဲ့ပဲဆိုတော့အမတို့မကြည့်ပြခဲ့ဘူးလက်တပင်တော့ဒါပထမဆုံးသူ့ရဲ့ပွဲမှာပထမဆုံးကြည့်ပြတာပေါ့ဟုတ်အောင်သူလာခေါ်ရင်အောင်သူခေါ်ရ